စားပြီးချစ်မြတ်နှုတ်သူများအားလုံးပဲမင်္ဂလာပါရှင်။ကျမကနှင်းစီပါ။ကျမဒီကနေ့ဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့ဆရာကြီးဦးကိုကြားရေးသားထားသောလူရိုးဆိုတဲ့ဝိတ္ထုတိုလ်လေးပဲဖြစ်ပါလေရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပေးရစီ။လူရိုးဘာသာနဲ့ထွေးမောင်သည်ကြောင်းနေပဲဖြစ်ကြသည်။ကြောင်းတွင်နေကြစဉ်ကဘာသာမှာတွက်လက်ချက်ချံအကင်းပါ၍ လူလဲလူရှုံးဟုနဲ့အခေါ်ခံရသည် ထွေးမောင်ကထုံအထိုင်းအနာအေးအေးဆေးဆေးနေတတ်၍လူညံ့လူပြောဟုအခေါ်ခံရသည်ကြောက်မှထွက်ကြပြီးတဲ့နောက်နှစ်ယောက်လုံးအိမ်တောင်ကြကြ၍ဘာသာမှရန်ကုန်အလုံးတွင်နေသည် ထွေးမောင်မှကြည်မြန်တိုင်းတွင်နေသည်ဘာသာသည်တစုံတရာဆွတ်ဆွတ်မြဲမြဲအလုံးမရှိထီထန်းလန်းလျှောက်လူပေါ်ကြော့လူပေါ်မှအညွန့်ခူစားနေသည်ထူးသည်က ဘာသာမှာပြောင်ပြောင်လက်လက်ဝှစား၍စားလိုက်တောက်လိုက်နှင့်အတော်ဟန်ကြပန်ကြနေနိုင်လေသည်ထွေးမောင်ကဓာမီကုမ္ပဏီတစ်ခုတွင်ဓာမီပြင်ဆင်ကြည့်ရှုသည့်ဘက်ကတလ40ကျပ်နှင့်လုပ်ရသည်သားသမီး3ယောက်ရှိလာသည့်အပြင်အိမ်သားများမကြမကြာမကျမ်းမာသည်နှင့်ငွေကြေးမလုံလောက်စင်ရဲကျွေးပြင်ဖြစ်ရသည်မကြာမီဘာသာသည်မိမိ၏မယားနှင့်မသိမမြတ်ခွဲခွာကြ၍တခုလက်ဘောကျောအနေဖြင့် နေလေတော့သည်ထွေးမောင်ဤအိမ်သို့မကြာမကြာလာရောက်လဲပတ်တတ်၏ထွေးမောင်ဆင်းဆင်းရဲရဲနေရသည်ကိုတနာသည်ဟုတနေ့၌အကြံပေးလေသည်၎င်းတို့နှစ်ယောက်လည်းဖက်ရည်ဆိုင်တဆိုင်တွင်တောင်းကြ၍လူရှင်းသောစပွဲတစ်ခုံတွင်ထိုင်မိကြရာဘာသာကတရားဟောနေသည်ကဟေ့ထွေးမောင်မင်းဆင်းဆင်းရဲရဲနေရတာငါတနာတယ်ကွယ်မင်းကိုကလည်းညံ့ပါတယ်ဟေ့ဒီမှာကြည့်ငါဘလို့နေတယ်လဲ မင်းတထင်းသားကြီးငါလို့မနေနိုင်ဘူးကွမင်းနိုင်တာတော့ဟုတ်ပါပြီကွမင်းအလုပ်တွေကမတတ်မရှင်းနဲ့ထောက်နှခန့်နေနေတာပဲအဲ့ဒီလိုအလုပ်တွေတော့ငါကမလုပ်ချင်ဘူးကွငတ်ပြီးအသေးခံမယ်အမလေးဖခင်အလောင်းကြီးတွေ့နေမှာကိုဟဲ့ဒီမှာမင်းပြောပုံကလူနုံလူအလူစီမမီတဲ့လူတွေရဲ့သဘောခမည်းရဲ့ဒီလိုဖြစ်ရင်လဲတို့ထွက်သွားပါလားကွဘာဖြစ်လို့တားနေမရရင်လဲနေသေးသလဲ မင်းဘာပြောပြောကွယ်ရှိသမျှနဲ့ပဲဖြစ်တယ်လို့ရိုးရိုးလုတ်ကင်စားတော့မယ်။ဟေ့လူဟေ့လူမနှုံဆမ်းပါနဲ့။ဒီမှာငါကော်ပေါက်တစ်ခုတွေ့ခဲ့တယ်။ရန်ကုန်ထဲမှာအင်္ဂလိပ်မာကြီးမင်းကြီးကတော်မုံဆိုးမာကြီးတယောက်ငါတွေ့ခဲ့တယ်။သူ့အင်္ဂါစပွဲတိုးနဲ့ဆက်ပြီးအတွင်းကြီးတွေငါစုံစမ်းလို့တီးခဲ့ပြီ။ဒီမှာသူငွေ3-4ထောင်ကိုထားတာဟာအလွယ်ကလေးရဲ့။မင်းပါရင်နေရာကြမယ်။ဒီလိုကွမင်းကဓာမီဘက်ကနားလေတော့ဓာမီပြင်သမားအနေနဲ့ ငါကမင်းအဖေါ်တပည့်အနေနဲ့ဝင်ရရင်အလွယ်ကလေးရဲ့အိမ်နဲ့ရောက်လုံတာလို့တာရောက်ရင်ထားတဲ့နေရာကအလွယ်ကလေးနဲ့ယူနိုင်တယ်အဲ့ဒါမင်းစဉ်းစားမနေနဲ့တခါလေးလိုက်ချက်ဝေ1500ကျပ်2000ကျပ်ရရင်အကျွေးလေးကြီးရောကို့အိမ်ကလေးနဲ့စောက်ပြီးတော့အသင့်အသင့်နေနိုင်တာပဲကိုက်နာကွယ်ထိုအခါထွေးမောင်ဒီပြုံး၍မဖြစ်နိုင်ပါဘူးကွယ်ငါ့ကိုမင်းဘက်နဲ့ဆွဲလို့ရမှာမဟုတ်ဘူး မင်းငါ့ကိုစေတနာထားတယ်ဆိုတော့ကျေးဇူးတင်ပါတယ်။ကြိုင်ကြိုင်ငါလည်းအလုပ်သွားဖို့နီးပြီဟုဆို၍ထားလေသည်။ဟေ့အကောင်မင်းဒါကြောင့်ဒီလိုနေရတာသိရလား။ကြိုင်ဆရာတဘောပဲကောင်းစီချင်းလို့နှက်ပြီးဒီမြင့်နေလို့ခုံချဆိုတာမင်းလိုအကောင်မျိုးတွေပေါ့။အော်နေုံဒီမှာမင်းမလိုက်ချင်ရင်နေလို့ပဲမဲ့ဘသူမှမပြောနဲ့နော်ဟုတ်လား။ဒါရင်မင်းပြောစရာမလိုပါဘူးကွယ်ဆိုရင်ထွေးမောင်ကြီးခြာကနေလှည့်ထွက်သွားနေ၏။ဘာသာဒီတမီးပြင်သမားတံတန်းပြုတ်က လက်နှင့်ကရိယာအသင့်အတန်းနှင့်ထိုအင်္ဂလိပ်မာကြီးအိမ်သို့လာခဲ့၏ထိုအိမ်ကဓမီပြင်ရန်ခေါ်သည့်ဟန်ထိုအိမ်နံပါတ်လက်အမည်ရေးထားသော စာရွက်ငယ်တစ်ခုနဲ့ဆောင်ခဲ့၏အင်္ဂလိပ်မာကြီးမှာအခိုင်အဆီမိန်းမတယောက်ထမင်းချက်သမားတယောက်စပွဲတို့တယောက်နှင့်သာနေ၏ဘာသာလာသောညနေ3နာရီအချိန်လောက်တွင်ထမင်းချက်သမားနှင့်စပွဲတို့သည်နောက်ဖေးတီးကြားမိဖို့ကြောင့်တွင်ချက်ပြုတ်နေ၏အခိုင်အဆီမိန်းမကအပြင်ဘက်သို့အဝဲအချမ်းထွက်နေ၏ ။အင်္ဂလိပ်မာကြီးမှလည်းအတန်ပြင်းသောအဆစ်အမြစ်ကိုက်သည့်ဝေဒနာကိုခံနေရပြီးမှကြာရှည်ပြီးဖြစ်၍အိယာပေါ်၌လဲနေလေသည်။ဘာသာသည်လူရှင်းကြောင်းသည့်၍အိမ်သို့ဝင်၏။၎င်း၏အကြံကားလူရှင်းနှင့်ဆိုင်ရီကန်စပွဲအန်ဇဲတစ်ခုတွင်ထားသည်ဆိုသောငွေကိုယူမည်။လူတွေ့ရင်ဓာမီကုမ္ပဏီမှလွတ်လိုက်သောလူဖြစ်ဟန်ဆောင်မည်ဟုကြံ၍ဝင်၏။အင်ရှီကန်ရောက်၍လူရှင်းသည်ထင်သည်နှင့်ငွေထားရစွဲစီလိုတိတ်တဆိတ်လာခဲ့ရာ နားပါသောအမေကြီးသည်ခြေတန်းလိုလိုကြား၍ချောင်းဟန်ကအင်္ဂလိပ်လိုဘသူလဲဟုအိယာမှနေ၍မေးလေ၏ဘာသာသည် အမြန်ဆုတ်၍အဝင်ဝတကားတွင်ရက်ကတကားကိုခောက်လေသည်အမေကြီးသည်နွမ်းလျက်နာကျင်သောကိုဖြင့်ထလာခဲ့လေ၏ဘာသာကိုတွေ့မြင်ရလျင်မြမပြည်ပေါက်ဖြစ်ပြီးမြမစကားကိုကောင်းစွာတက်ကြွသည်နှင့်မြမဘာသာဖြင့်မေးမြန်းလေ၏ ကျွန်တော်တို့ကုမ္ပဏီကိုဒီအိမ်ကဓာမီပြင်ကျင်လို့ဆိုပြီးလူလွတ်လိုက်လို့ကုမ္ပဏီကကျွန်တော်ကိုလွှတ်လိုက်ပါတယ်။မင်းတို့မှားပြီထင်တယ်။ကျုပ်မီးပြီအကောင်းသားပဲလူလည်းမလွှတ်ရပါဘူး။အိုးဟောဒီမှာနာမည်လိပ်စာတွေတောင်းရေးပေးလိုက်သေးတယ်။ Spellan တိုက်နံပါတ်30 Mrs. Barton တဲ့။အဲ့ဒါခင်ဗျားပဲမဟုတ်လားခင်ဗျ။အင်းနာမည်တွေတော့ဟုတ်ပါရဲ့။ လူဝင်မဲ့လူလွတ်တာတော့မဟုတ်ဘူးဆိုပြီးနောက်စစ်ဆက်တော့အမေကြီးဒီဆက်၍မင်းနာမည်ကဘာလို့လဲဘယ်မှာနေတယ်လဲဟုမေးလေ၏ထိုအခါမယိုးသားသောဗတာမှာအကြက်ရိုက်သွား၍အညီမှန်ကိုပြီးရန်မဖြစ်နိုင်ဘူးကိုသိရှိကာရုတ်တရက်ထွေးမောင်ကိုတတိယပြီးလင်ကျွန်တော်နာမည်ထွေးမောင်နဲ့ကြည်မြင်နိုင်ကြောင်တန်းအိမ်နံပါတ်28မှာနေပါတယ်ဟုထွေးမောင်၏အညီလမ်းနံပါတ်အိမ်နံပါတ်တို့ကိုအလွဲသုံးစားပြုလိုက်လေသည် ထိုအချိန်တွင်အမေကြီးမှအလွန်နာကျင်ကြိုက်ခဲလာသည်နှင့်အိုအိုဟုဆို၍အနည်းရှိကလထိုင်ပေါ်သို့ပြော့ခွေ၍ကြာသွားနေသည်ထိုအခါဘသာသည်အိုမေကြီးမမာဘူးလားဟုမေးရနေ၏ဟုတ်တယ်မောင်ရင်ရဲ့ကိုင်ကိုင်ခဏဟိုကလထိုင်ပေါ်မှာထိုင်အောင်ဟုတ်တယ်အမေကြီးအစ်အမြင့်ကြိုက်တဲ့ယောဂခံစားနေရတာသုံးနှစ်ကျော်ပြီ ဆရာဝန်တွေနဲ့စုံပါပြီကွယ်ဒါနဲ့ပဲတီးရတော့မယ်ထင်ပါရဲ့ဟုဆို၍အလွန်နာကျင်စွာခံနေရသည်ကိုဘာသာမြင်ရလေ၏မင်းမြန်တတ်သောအမေကြီးကဆက်၍နေပါဦးမိမိမနာမည်ကဘသူတဲ့လဲတာသမီးကိုရှိသလားလကဘလောက်ရသလဲစားလောက်တောက်လောက်ရလားဟုမေးလေ၏ကျွန်တော်မိမကမေလှတဲ့ကလေးသုံးယောက်ရှိပါတယ်တလ40ကျပ်လဲရပါတယ် ဘယ်မှာစတော့မလဲခင်ဗျာစတော့ပါမလဲမကြမ်းမမာလဲဖြစ်ကြတာနဲ့ကျွေးတွေတောင်းတင်းနေပါတယ်အင်္ဂလိပ်တစ်ခန်းတောင်မိတ်ဆွေတယောက်ကကြည်ရှုထားလို့အလကားနေရတယ်ဟုထွေးမောင်နန်းမိန်းမနန်းမဲထွေးမောင်ကလေး၃ယောက်ထွေးမောင်အချင်းနေတို့ကိုထပ်လောင်း၍အလွဲသုံးစားပြုလိုက်ရပြန်လေ၏ဩဩမင်းတို့တဲစင်းရဲကြတာကိုကွငါမှလည်းတမျိုးစင်းရဲနေတာပါပဲကွငွေကြီးတော့ပြည့်စုံပါရဲ့ ဟောဒီမှာဝေဒနာခံနေရတယ်ပျောက်ရင်လေရှိသမျှပစ္စည်းကိုပြည့်ပြည့်နိုင်မှရဲ့ထိုအခါဘတာသည်ပစ္စည်းစကားကိုကြားသောအခါလိုချင်စိတ်ဖြစ်လာ၍မိမိလည်းစိတ်နည်းတစ်ခုတည်ထားသည်နှင့်ပျောက်လို့ပျောက်냐ဟုဤသို့ပြော၏ဩအမေကြီးဒီအစ်စ်မြင့်ကိုက်တဲ့ယောဂါမျိုးကျွန်တော်အမေခံရဘူးတဲ့၄၅နှစ်ကိုကြာတာပဲနောက်ဆုံးမှဆေးတွေ့သွားတယ်ဖြင့်အဲ့ဒီစိတ်နည်းကိုကျွန်တော်ကိုယ်တိုင်ဖော်ဆက်ပေးကြရလို့မှတ်မိပါတယ် စီးကတော့ဗမာစီးပဲဗမာစီးလည်းစွမ်းပါတယ်စန့်ကြည့်ပါလားအမေကြီးအင်္ဂလိပ်စီးမျိုးစုံအင်္ဂလိပ်ဆရာဝန်မျိုးစုံမတက်နိုင်သဖြင့်သင်မင်းပြည်သို့သွားရတော့မည်ဟုယုံကြည်နေသောအမေကြီးသည်မြမစီးကိုစန့်ကြည့်လိုသည်ယေရှုတင်မာသည်စသဖြင့်ပြောဆိုနေသည်နှင့်ဘာသာသည်စေးယူပြန်ခဲ့လေ၏ဘာသာသည်စေးကိုဗျာစေးဆိုင်တွင်စု၍အမှုံပြုကာတမယာသည်နှလုံးသုံးလုံးနှင့်ယူခဲ့လေ၏စေးအလုံးအတွေ့သုံးမူးလောက်သာကြာလေသည် အစင်သိလို့ပြောင်းရင်တော့ငါကောတာပဲဟုစိတ်တွင်ရှင်းနေလေ၏ရောက်တော့ဆေးကိုတမ်းမရရင်နှင့်ဖြော်၍အမေကြီးအားအစိအမြင့်တို့ကိုကိုတိုင်းလင်းပို့၍ပေး၏ကဲဒီတညစကြည်စမ်းမှာတိတာပါလိမ့်မယ်တနေ့ကမနေ့တခါညတခါမှန်မှန်သာလင်းပေးပါပျောက်ပါလိမ့်မယ်ဗမဆေးလဲစွမ်းပါတယ်ဟုရေမော၍ပြောလေ၏အေးကျေးဇူးအင်မတန်တင်ပါတယ်ကွယ်ပျောက်ရင်တော့ဆို၍စက်ချက်ထားလေ၏ ကင်ကင်ကျွန်တော်ပြန်လိုက်ပါဦးမယ်ဆို၍ဘာသာပြီးလဲထွက်လာခဲ့လေ၏ဘာသာပြီးလူပေါ်လူညွန့်ခူးစားနေရသည်မှာအတန်ကြာပြီဖြစ်၍အစိုးရအပေါ်မှာအညွန့်ခူးစားရန်မကြမီဖြစ်ပေါ်လာလေ၏အစိုးရစောက်ပြီးသောတိုက်ခန်းတွင်နေရ၏မအိတ်ချင်သောအိတ်ချင်သောအချိန်မှန်မှန်အိတ်ရ၏မစားရင်သောစားခြင်းသောအချိန်မှန်စားရ၏ပြင်ပပြင်လွင်သို့ထွက်ခြင်းနိုင်မထွက်ရသည့်တစ်ခုသာစိုးပွဲရှိ၏၎င်းပြင်လဲလှုပ်ခြင်းသော မလုတ်ကျင်သောအလုတ်တို့ကိုမှန်မှန်လုပ်ရ၏ဤသို့အားဖြင့်အစိုးရ၏ကြည့်ရှုကြွေးမွေးပြုစုထားခြင်းကိုသုံးနှစ်များခံစားနေရ၏အင်္ဂလိပ်မာကြီးမှာစီးတွေ့ခြင်းကြရလားမသိရစီးတခါနိမ့်နေမင်းထိုညကအတန်ကောင်းကောင်းအိပ်ရ၏ကောင်းမှန်းသည့်ဖြင့်ဆက်လက်ပြီးကြိုးစားနေရာသုံးလတွင်ယောဂါရှင်းရှင်းပြောင်းလေ၏စီးပြီးသောဆင်းရဲသည်ဆိုသောထွေးမောင်ကိုကျေးဇူးဆက်လို၍ထွေးမောင်အိမ်သို့ကိုယ်တိုင်သွားရောက်၍ငွေကြေးပေးမည်ဟု နှစ်ခါသုံးခါကြံ၏တို့ရာတွင်မိမိတို့အင်္ဂလိပ်ထုံးစံအရာတေတန်းစာတွင်ဂျေဇူးဆက်ခဲ့သည်ကတာ၍ဂျေဇူးလေးနှင့်ဂုံရှိသည်ဟုယူဆကတေတန်းစာတွင်ထွေးမောင်အတွက်ထည့်ရေးထားလေ၏ယောဂါပြောက်ပြီးတဲ့နောက်နှစ်နှစ်လောက်အကြာတွင်အမေကြီးသည်ကျမစိုးဝင်လာရလေကမော်တော်ကားမှောက်၍အနှိမ့်ဆရောက်ရရှာလေ၏တေတန်းစာကိုဆိုင်ရာရှိနေများကရရှိကြည့်ရှုကြရာမိမိပိုင်ငွေတသိန်းနီးပါးတန်ပစ္စည်းတို့ကို ဝေဖန်ထုခွဲစီမံချက်အရရတို့အနေဝေ9000တိတိကိုကြည်မြင်နိုင်ဗရောက်လန်းအိမ်နံပါတ်28နေဓမ္မီပြင်သမားသားသမီး3ယောက်နှင့်မောင်ထွေးမောင်မတ်လာတို့အားပေးရန်ဤတို့ပေးသည်မှာမိမိဤပြင်းထန်သောဝေဒနာကိုရှင်းရှင်းပြအောင် ကုသပေး၍မိမိဤအသက်ကိုကယ်ဆယ်သောယေရှုကိုဆက်ခဲ့ခြင်းဖြစ်သည်ဟုတွေ့ရှိရနေသည်ရှိနေသည် ထွေးမောင်တို့နင်မယားကိုမိမိ၏ယုံခံသို့ခေါ်၍တေတန်းစာအကြောင်းကိုပြောပြရာထွေးမောင်တို့မှမယုံမကြည်ကြောင်တောင်တောင်ဖြစ်နေကြလေ၏မဟုတ်ပါဘူးအမိန်တော်ရမင်းရဲ့တခုခုမှားပါလိမ့်မယ်အဲ့ဒီအင်္ဂလိပ်မာကြီးကိုလည်းမသိပါဘူးတခါမှလည်းမတွေ့ဘူးပါဘူးစိတ်ကူပြီးတယ်ဆိုတာလည်းမဟုတ်ရပါဘူးကျွန်တော်စိတ်အကြောင်းဆိုလို့ရက်စတော့မပေါ်တတ်ပါဘူးလူမှားပါလိမ့်မယ်ခမရဟုယိုးသားစွာညင်းနေလေ၏ ဟာဘယ်မှာမရမှာလဲကွကြည်မြင်နိုင်ဗရောက်တန်းစိတ်လီနံပါတ်28ထွေးမောင်မတ်လအလုံးမှန်တယ်မဟုတ်လားအဲအဲ့ဒါတော့မှန်ပါတယ်ကလေး၃ယောက်ဆိုတာကကောဒါလည်းမှန်တာပဲဓာမီးပြင်းတယ်ဆိုတာကရောအဲဒါလည်းမှန်တာပဲနုဗိမဲစီးကူတယ်ဆိုတာဟေ့ဟေ့တော်တော်မင်းအယူလားအလုံးမှန်းနေမှာပဲစီးကူတာကိုမင်းယူလို့မင့်နေတာဖြစ်မှာပေါ့ တော်မရှိနဲ့ငါမှအချိန်မရှိဘူးပြောလက်မှတ်ထိုးပြောချက်ယူသွားဗန်မာငွေ9000ထုတ်ယူကြည်ကျွန်တော်ကျွန်တော်မထုတ်တတ်ဘူးခမဟေးဘာရှိလာစကွာဒီလူကိုဗန်မာငွေထုတ်ပြီးလိုက်စမ်းကွယ်ဟုမိမိစင်ကြီးအားပြောနေ၏ကျွန်တော်ကျွန်တော်မဟုတ်ရပါဘူးဗျာနောက်လွဲနေအမှုတွေပါလေဖြစ်နေပါဦးမယ်ဟုထွေးမောင်ကြီးထိုက်ပြီးလောနေရာဟာတင်ရှိတဲ့လူပါလား ကိုင်ဘရွှေညံညံဆွဲခေါ်သွားကြမှာကွယ်ငါမှလည်းဒီမှာအလုပ်တွေရှုံနေလို့ပါဟုငေါက်လိုက်နေ၏ထွေးမောင်တို့လင်မယားမှာစိန်လက်စုဝေ့ရမလို့လို့မုံဟင်းကစားရမလို့လို့ဩငိုရမလို့လို့ဩရရမလို့လို့ဟိုးလိုလိုဒီလိုလိုနဲ့ကြောင်တက်တဲ့ဖြစ်ကစကားမှမပြောနိုင်ကြအောင်ရှိလေ၏မဲနာသည်ငွေဆက်ကူတုပ်ကြီးကိုရင်ဝင်ဝင်ပိုက်ထားလိုက်ခဏကြာနေဆန်အိုးထဲသို့ထည့်ပြီးအပေါ်ကကြောက်တုံးနဲ့ဖိထားလိုက် ခဏကြာရင်စိတ်မလုံး၍ခေါင်းရင်ဖြားအောက်တွင်ထိုးထားလိုက်နှင့်ဗျာများ၍နေလေ၏စင်စစ်တော်ကားထုံငွေရောက်လာမှုကြောင့်မစားနိုင်မတော့နိုင်ညအခါနိုင်လဲမအိပ်နိုင်နှင့်ခမားတို့မှဒုက္ခကောင်းကောင်းရောက်ရရှာနေ၏တရက်နှစ်ရက်ရှိသောမိษွေကောင်းများကဗန်တွင်အပ်ထားပေးကြနေ၏ဗန်တွင်ထားတစ်ခါနိုင်လဲမေလာမှာစိတ်မအေးရသေးချင်အရင်အချာမဟုတ်လူစိမ့်တက်တဲ့ ဘုမတိဘမတိလူတွေစီတွေငွေထားရသည်မှာပြန်မှပေးပါမလားလိန်ယူမလားစသဖြင့်ပူရသည်သည်ထွေးမောင်တော်ကဗန်းတွင်စိတ်ချ၏တို့ရာတွင်ဤငွေသည်လူမှားတွင်ငါကိုပေးခြင်းဖြစ်သည်တနေ့နေ့လူမှန်ပေါ်နေငါခဲ့ရကြည်ရဲ့ဟုတွေးတော်ကတမျိုးအဖြစ်မအေးရှိရလေ၏ငွေရ၍လင်းငါလာအကြာတွင်ထွေးမောင်မဲလှတို့လူစိတ်ရိုးရိုးတို့ပြန်ရောက်ကြတော့လာကစားအလုတ်မှထွက်ပြီးလင်း လမ်းမတော်ပိုင်းတွင်ဓမီးဆိုင်ရာဆိုင်တစ်ခုဖွင့်လေ၏မကြာမီရိုးသားစွာလှုပ်ချင်းဝရိယရှိခြင်းတို့ကြောင့်ဆိုင်အတံပင်ကြီးပွားလာ၍ထွေးမောင်မဲလှတို့မှအနေအစားချောင်ချိချမ်းချမ်းသာသာရှိကြနေ၏ကျွန်ုပ်တို့၏လူလယ်ကိုပသားကြီးမှလည်းအစိုးရ၏ဧည့်သည်တော်အဖြစ်ဖြင့်သုံးနှစ်မြာခံစားဆန်းစားပြီးမှလူပြည်ဘက်သို့ထွက်ခရပြန်လေ၏မိခိုရာမဲ့သည်နှင့် မိမိ၏ငယ်တငယ်ချင်းကြောင်းနေဘဲထွေးမောင်တို့အိမ်စီတို့ခြေဦးလှဲ့ခဲ့လေ၏အိမ်နီးနားချင်းတို့ကထွေးမောင်တို့၏နေရာသစ်ဆိုင်သစ်ကိုညှို့လိုက်မှလိုက်ခဲ့ပြန်လေ၏ဦးထွေးမောင်လျှက်စစ်တမီတိုင်ဟူသောဆိုင်ပုံနှင့်အတန်ခမ်းနားသောဆိုင်ကိုမြင်ရလျင်ချက်ချင်းမဝင်ဝင်ပဲတွေ့၍ငေးကြည့်နေ၏ထွေးမောင်သည်ဆိုင်တွင်းမှနေ၍ထိုအဝတ်အစားနွမ်းနွမ်းနှင့်စုတ်ချာချာလူကိုအတန်ကြာစဉ်းစားကြည့်ရမှဘာသာဖြစ်ကြောင်းသိသည်နှင့်ဟေ့ ဘာသာမဟုတ်လားလာပါလေအထဲကိုဒါငါဆိုင်ပါပဲကွယ်ဟုခေါ်ယူရနေ၏ရောက်မှအေးဘာသာရဲ့မင်းအကြောင်းငါသတင်းစာတွေဖတ်လိုက်ရတယ်အခုသုံးနေပြည့်ပြီပေါ့နော်မင်းဘယ်လိုဤသို့ထွေးမောင်ကမင်းမြန်ပြောဆိုနေစဉ်အတွင်ဘာသာသည်နားထောင်ဟန်မရှိဆိုင်အတွင်ပက်လေထားပုံတိုးပုံပုံစီကရိယာများပြားပုံကြီးကျယ်ပုံတို့ကိုဟိုလှဲ့ကြည့်ဒီလှဲ့ကြည့်နေလုံနေနေ၏ပြီးမ ်ထွေးမောင်မေးသူတို့ကိုမဖြေပဲနေပါအောင်ထွေးမောင်ရင်ငါအကြောင်းတွေထားဆက်မအောင်မိအကြောင်းတွေကိုပြောဆက်မအောင်ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ဒီအခြေအနေကိုရောက်လာတာလဲမင်းထီပေါက်သလားအေးတနည်းတော့ထီးပေါက်တယ်ဆိုရမှာပဲဒီလိုကွယ်အတော်ထူးတယ်မနစ်ကကွယ်ဟိုစပလန်းကအင်္ဂလိပ်မိန်းမကြီးတယောက်ကငါနဲ့လည်းမသိပဲနဲ့ ကြည့်ပါဦးကွယ်သူ့သေးတန်းစာထဲမှာငါ့ကိုငွေ9000ပေးပြီးခဲ့တယ်စပန်လန်းကအင်္ဂလိပ်မာကြီးဟုတ်လားအေးဟုတ်တယ်နာမည်ဘယ်သူရဲ့လဲဟိုရင်းကွယ်မစ္စစ်ဘာတန်ဆိုထင်ပါရဲ့အစ်စ်ပဲပြဆိုပြီးဘာသာဤနားမျက်စိတို့သည်ပွင့်ကြယ်၍လာလေ၏နေပါဦးအဲ့ဒီမစ္စတန်ဘာတန်ကဘာဖြစ်လို့မင်းကိုငွေပေးခဲ့တယ်လို့ဆိုတယ်လဲအဲ့ဒါလည်းထူတာပဲ ကြည်ပါအောင်ကွယ်သူ့မှာအင်မတန်ပြင်းထန်တဲ့အကိုက်ယောဂါကိုငါကပြတ်အောင်ဈေးကူပြီးခဲ့ဘူးလို့တဲ့အသက်သခင်မှုလို့တယ်ကွယ်ငါလည်းမကုရပါဘူးတိလည်းမတိရပါဘူးဟဲဟုတ်ပါဟဲဆို၍ဗတာဒီထခုံမိလိဟေးဘာအယူထတာလဲဘာဟုတ်တာလဲဟုထွေးမောင်ကမင်းမှဗတာတတိရပြီအဖြစ်မှန်ကို ပြောပြရနှင်းထွေးမောင်ဤနာမည်ကိုမိမိအလွဲသုံးစားပြုခဲ့ဖို့ မိမိဤမြစ်ပတ်ဆုပ်ပယ်သောအမှုအကျင့်တွေပေါ်ကုန်မျိုးကိုစိုးသည်နှင့်ဟာငါကအားရလိုပါကွယ်အေးဟုတ်တကွမင်းတော့ကောတာပဲဟုမချိသွားဖျင်းရောနှော၍ချလိုက်ရလေ၏ထွေးမောင်ငွေပေးခဲ့တာတော့ဟုတ်ပါရဲ့လူမားတာနဲ့တူတယ်ကွစီးကူတာငါမဟုတ်ဘူးဆိုတာငါသိတာပေါ့ကွဒီတော့တနေ့နေ့လူမှန်ပေါ်လိမ့်မယ်ပေါ်ရင်ငွေကိုပြန်ပေးရတာကိစ္စမရှိဘူး မယိုးမဖြောင်းလင်းလေတယ်ဆိုပြီးအမှုရောက်နေမှာငါအင်မတန်ရှက်တယ်။ဒါကြောင့်လဲစိတ်တဲမအေးဘူးကွ။ဘာသာမှစိတ်အေးတော့တငယ်ချင်းစိတ်အေးတော့ဘယ်တော့မှလူမှန်မပေါ်တော့ဘူး။ငါ့ကိုယုံမှာကွယ်ငါအာမခံပါမယ်။ဟာမင်းကကြားတဲ့ကအာမဝင်ခံရုံနဲ့ပြီးပါမလားကွ။မင်းကလည်းမဖြစ်နိုင်တာပဲ။ဟေ့ဖြစ်နိုင်လို့ငါပြောတာ။ စိတ်အီးအီးနေပြီးတော့ဆို၍ဗသာသည်ထကာထွေးမောင်၏ပခုံးကိုကန်၍စိတ်ပါလက်ပါမျက်နှာကိုကြည့်ပြီးလင်음ငါတငယ်ချင်းကြီးလူရိုးကြီးလူအာကြီးလူသူတော်ကောင်းကြီးမင်းရထိုက်လို့ရတာသူတော်ကောင်းစီကိုထိုက်တဲ့ဥစ္စာရောက်လာတယ်လို့မှတ်ပြီးတော့အင်းလူရိုးလူကောင်းများတဲဟုတ်ပါကလားအေးလေမင်းတို့လူမျိုးနဲ့တငယ်ချင်းတော်ရတာငါတော့ဂုံတက်ပါတယ်အေးအေးချမ်းသာကြပါစေကွယ် ငါသွားတော့မင်းနော်တငယ်ချင်းဆို၍မျက်ရည်လေကာလှဲ့၍ထွက်ခဲ့လေ၏ထွေးမောင်သည်အတန်ကြာအံ့အားသင့်နေပြီးမှထွက်၍လိုက်ဆွဲကာခေါ်သွင်းခဲ့ပြီလေမင်းဘဲသွားမလို့လဲဟုမေးလေ၏ဘာသာသည်မျက်နှာကိုမကြည့်ပဲငါမှသွားเสียဘဲမှမှမရှိတော့ဘူးငါတော့လူဖြစ်ရှုံးပြီရောက်ချင်ရရောက်သွားတော့မှာပဲဟုဝမ်းနည်းစွာဖြင့်ပြောလေ၍မင်းဘဲမှမသွားရဘူးငါစီမှာပဲနေ ငါကျွေးမွေထားနိုင်နဲ့ငါဆိုင်မှာလည်းအလုပ်ပြီးပြည့်လို့အဲမင်းတခုတော့ငါ့ကိုဂရိပေးရမယ်။ဘာဂရိလဲ။ရှိကလှုပ်ဖူးတဲ့မကောင်းတဲ့အမှုအကျင့်တွေအကုန်ဖျောက်ပြီးရိုးရိုးသားသားလှုပ်ကင်စားပါမယ်ဆိုတဲ့ဂရိပေးရမယ်။အဲ့ဒီဂရိတော့မင်းတောင်းဖို့မလိုတော့ဘူး။ထောင်ကလွတ်လွတ်ချင်းရွှေရကုံဖျားကိုအရင်ဆုံးသွားပြီးအဲ့ဒီအကျင့်တွေစွန့်ပစ်ပါပြီလို့တစ္ဆာပြုခဲ့ပြီးကွဲ့ဟွန်း၍ပြန်၍ပျော်ပြလေ၏။ မကြာမီဘာသာဤမယားဟောင်းသည်လဲဆိုင်တို့ရောက်လာကဘာသာတို့နင်မယားသည် ထွေးမောင်ဤဆိုင်တွင်အာကိုအာထားပြုရသောလက်ထောက်များဖြစ်နေသည်ကိုတွေ့ကြရနေသည်ဘာသာနှင့်ထွေးမောင်တို့မှရန်ကုန်မြို့မှအမျိုးသားចောင်းတွယ်များဖြစ်ကြ၏ယခုចောင်းတည်ကြီးမရှိသေးမီဂျူဘလီယုံနား၌တနိတဲចောင်းနှင့်ရှိနေစဉ်ကနေဘူးကြသောចောင်းသားဟောင်းများဖြစ်ကြ၏ထိုသူများအကြောင်းကိုကြားသိရသဖြင့် မှတ်သားထိုက်သူများဖြစ်သည်နှင့်ရေးသားဖော်ပြလိုက်ရပေသည်ဥဖိုကြာကျေးဇူးတင်ပါတယ်ရှင် ကျမဖတ်ပြပေးခဲ့သောဆရာကြီးဥဖိုကြာရေးသားထားသည့်လူယိုးဆိုတဲ့ဝိတ္ထုတို့လေးဒီမာရီမဲပြီးဆုံးပါပြီရှင်ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ကြကြတဲ့စာပေချင်းမြန်လို့သူများအားလုံးဘေးကင်းလုံခြုံကြပါကြပါစီကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလို့ပေးကြဖို့မမေ့ပါနဲ့နော် ကျမကနှင်းစီပါရှင်